ပြည်ပနိုင်ငံတော်တော်များများမှာတွင်ကျဲစွာလုတ်ကင်နေတဲ့ပူးစာရှင်ဝန်ဆောင်မှုလုပ်ငန်းကိုမြန်မာနိုင်ငံမှာလည်းစတင်လုပ်လာတာကိုတွေ့ရတာကြောင့်ဒီလုပ်ငန်းဘလို့ရည်တည်မှုရှိသလဲဆိုတာကိုတော့သတင်းနယ်ဝေမန်ဦးကအခုဝယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အင်္ဂလန်နိုင်ငံမှာစတင်ခဲ့တဲ့ပူးစာရှင်ဝန်ဆောင်မှုလုပ်ငန်းဆိုတာကိုကိုရီးယား၊တရုတ်၊ဂျပန်စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာမြန်မာနိုင်ငံကသူတွေကယဉ်ပြီးသားဖြစ်မှာပါ။ကိုရီးယားတရုတ်ဂျပန်စတဲ့နိုင်ငံတွေမှာအိမ်နောင်ရေးအခြေရေးကိုအချိန်မပေးနိုင်ပဲစီးပွားရေးကိုဒီဇိုင်းမဲ့မဲ့လုပ်ကင်နေရတဲ့သူတွေကြမှာဒီဇင်ဝင်ဆောင်မှုကိုလုပ်ကင်နေတာပဲဖြစ်ပါတယ် ခုမြန်မာနိုင်ငံမှာလည်းဒီဝင်ဆောင်မှုကိုစတင်လုပ်ကိုင်လာသူရှိနေပြီးဖြစ်ပါတယ်။ဒါဟာလုပ်ငန်းရှင်အတွက်စုံစမ်းမှုတစ်ခုဖြစ်တယ်လို့လမ်းသစ်တစ်ခုဖော်ထုတ်မှုလည်းဖြစ်ပါတယ်။ဖူးစာရှင်ဝန်ဆောင်မှုလုပ်ငန်းကိုတခြားနိုင်ငံတွေမှာတွင်တွင်ကြဲကြဲသုံးပြနေတာကိုတွေ့ရပါတယ်။အောင်မြင်မှုအနေအထားတွေဘယ်လိုရှိနေလဲဆိုတာကိုအခုလိုပဲပြပြသွားပါတယ်။အင်္ဂလန်နိုင်ငံမှာတော့ဒီ Jubilee Services ပေါင်းကဒီခုန150လောက်ရှိတယ်။အမေရိကန်နိုင်ငံမှာဆိုလို့ရှိရင်လည်းအမေရိကန်နိုင်ငံသူနိုင်ငံသားတွေရဲ့ ဒီ17ရာခိုင်နှုန်းကဒါ Cupid Services နဲ့ online dating နဲ့လုပ်ခဲ့ကြတာတွေ့တယ်တရုတ်ပြည်မှာဆိုလို့ရှိရင်လည်းအခုလေးလာတွေ့ရှိကြရာဆိုလို့ရှိရင်လူတန်းတရာကျော်လောက်ကဒီ online dating နဲ့ပဲတွေ့ဆုံပြီးတော့ဟိုဇုံတွဲတွေဖြစ်သွားကြတာများတယ်ဒီလုပ်ငန်းကဒါနိုင်ငံတကာမှာအောင်မြင်နေတယ်ဆိုတာကိုကျွန်တော်တို့လေ့လာလို့ရပါတယ် ဒီဝန်ဆောင်မှုကိုလူငယ်တွေစိတ်ဝင်စားမှုအားနည်းနေပေမဲ့သူမရဲ့အမြင်ကတော့လူဝန်ဆောင်မှုမျိုးပေါ်လာတာကောင်းမှန်းဘာလို့လဲဆိုတော့ဒီလူငယ်တွေပိုင်းကတော့တိတ်ပြီးတော့ဟိုဖြစ်မှာမဟုတ်ဘူး။ဥပမာဒီ25ကြော်ကြော်ပေါ့25ကြော်ရအောင်ဒီသူတို့ဒီအလုံးနဲ့မအားလက်တာဆိုတော့လေလာပြီးတော့ဒီဟိုပဲအားကိုးကြမှာပေါ့နော်ပြည်ပနိုင်ငံတော်တော်များများမှာအောင်မြင်နေတဲ့ဒီဝန်ဆောင်မှုကိုမြန်မာနိုင်ငံမှာရောဘယ်လိုဝန်ဆောင်မှုနဲ့ရည်တည်မလဲဆိုတာကိုခုလိုပြောပါရစေ။ဘလိုအိုင်းတပ်ပုံနပုံဒီကိုလုံးတပ်ပုံ နှစ်ပုံပေါ့အဲ့ဒါနဲ့ပုံသင်သကောင်ချင်းပညာရည်ချင်းအဲ့ဒါတွေအကုန်လုံးနဲ့ကျွန်တော်တို့ဒီမှာလာအပ်ပြီးမှန်ကန်နေဆိုကျွန်တော်တို့ကဖိုင်ကိုဖွင့်လိုက်တယ်ဒီဝင်ဆောင်မှုကိုအသုံးပြရတဲ့အပေါ်သူမက ခုလိုပဲဆိုပါတယ်ဒီကိုလက်တွဲမဲ့လက်တွဲပေါ်ဆိုတာလဲတခြားသိမှာလေပြော်ဒီကျမတို့ကြာဒီအပြစ်မှာအလုံးရှုပ်တောင်းပါတော့ကြာတခြားမစုံစမ်းနိုင်ဘူးအဲ့ဘက်ကိုအချိန်မပေးနိုင်ဘူးပေါ့ဒီမှာကျတော့တော့နဲ့သူကအကုန်စုံစမ်းပြီးသားစိတ်လဲစိတ်ချရတယ်အားကြောင့်ကျမကဒီမှာဖောင်လာတင်ဖြစ်သွားပါတော့နော် အခုလက်ရှိအနေအထားအရဖူးစာရှင်ဝန်ဆောင်မှုလုပ်ငန်းကိုမြန်မာနိုင်ငံမှာရောဘလောက်ထိစိတ်ဝင်စားမှုရှိနေပြီလဲဆိုတာကြည့်ရအောင်ပါ။အရင်တည်းအားဖြင့်က30လောက်ရှိပြီ။30လောက်ရှိတဲ့ထဲမှာအမျိုးသားက20လောက်ရှိတယ်အမျိုးသမီးက10ဦးလောက်တော့ရှိတယ်။ဒီဘာနိုင်ငံတော်တော်များများမှာတော့ဒီဖူးစာရှင်ဝန်ဆောင်မှုလုပ်ငန်းဟာအောင်မြင်မှုရှိနေပေမဲ့မြန်မာနိုင်ငံမှာတော့အခုမှစတင်ပြီးလုပ်လာတာပါဒီဖူးစာရှင်ဝန်ဆောင်မှုလုပ်ငန်းကိုလူငယ်များချက်အလုပ်ထောင်ဝင်နေတဲ့မအားလက်တဲ့သူများကပုံမှန်စိတ်ဝင်စားလည်းရှိပါတယ် မြန်မာနိုင်ငံမှာရောဒီလုပ်ငန်းဟာအောင်မြင်မှုရှိနိုင်မလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရအောင်ပါမြန်မာရုပ်မြင်သံကြားသတင်းစာဝန်မှန်ဦးပါ